င်အားလုံးပဲမြင်လာပါကျွန်တော်ရဲ့ကိုထွန်းဒူခိတိကိုထွန်းဒူရီကြီးချစ်ချင်တယ်ဟုအမြဲအားပေးနေတယ်ကျွန်တော်အကူမတွေအားလုံးပဲเนาะစိတ်ချတိုင်းကိုကျွန်မချင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာเนาะကြည့်အတော့အားလုံးပဲမြင်လာပါဗျာเนาะမနီရ၃ညထိပ်စီ၈နောက်ပိတ်နေလို့၃ညရှစ်တကွက်ကောင်းဆိုင်ကိုအမှန်တကယ်ထိုးကျင်ပါလေဆိုတဲ့မျိုးတွေကိုမတွေအားလုံးပဲစားလဲဝင်လာဗျာเนาะ နောက်ဆုံးနေ့နောက်ဆုံးပွဲမှာကျွန်တော်တောက်ကြနေ့နောက်ဆုံးနေ့နောက်ဆုံးပွဲမှာအလဲဆုံးတစ်ချိန်လောက်ပေါက်လို့ကျင်နေပါတယ်ဆိုတဲ့လူတွေတခါတည်းဝင်လာခဲ့မယ်ဝင်လာပြီဆိုတဲ့လက်မလေးတွေနှိပ်မယ် channel ကို subscribe မရသေး channel လေးကို subscribe နေပြီပါကုန်းမမမင်္ဂလာပါလေးတွေရှိသွားပြီပါ20ရက်နေ့နောက်ဆုံးနေ့တောက်ကြနေ့နောက်ဆုံးပွဲမှာကျွန်တော်အ ਨੇ ဆုံးမနက်ညနှစ်ချိန်ဝအ ਨੇ ဆုံးဒီချိန်တော့ပေါက်ပေးရမယ်နော်အဲ့တော့ channel ကို subscribe နေရတဲ့ channel လေး subscribe နေသွားမယ်ကုန်းမမမင်္ဂလာပါလေးကြီးသွားပေးမယ်နော်အဲ့တော့20ရက်နေ့7နာရီ10မိနစ်နော် အဲ့တော့ထူးရှယ်ဝမ်းကြီးထူးရှယ်ဝမ်းကြီးဒီဝမ်းကြီးကဘာဝမ်းကြီးဖြစ်မလဲเนาะအဲ့တော့ဒီဝမ်းကြီးဆိုင်တဲ့ကိုကျွန်တော်အရင်ဆုံးပြပေးမယ်ပြီးွားပြီဆိုရင်ပြီးွားပြီဆိုရင်เนาะတုံညာရှိကြတော့ဒဲတကွက်ကောင်းဆိုင်ကိုထည့်ပြပေးမယ်เนาะ เนาะကဲအဲ့တော့ဒီထူးချက်ဝမ်းကျင်းနဲ့ကဏန်းတွေထုတ်ပေါ်အဓိကကျွန်တော်ဒီထူးချက်ဝမ်းကျင်းကိုရမ်းကြိုက်တယ်မနေ့ကကြိုက်ကြတုံညာစိတ်ကြီးတညာထိတ်သူရှင်းတော့ပြတော့အဲ့လောက်မကြိုက်ဘူးเนาะအဲ့တော့ဒီထူးချက်ဝမ်းကျင်းဘယ်ရရတာလဲဆိုတော့ကျွန်တော်အကူမတွေကိုပြပေးမယ်ဒါလမလေးတန်းစီနေမယ် channel ကို subscribe နေရသေး channel လေးကို subscribe နေပြီပါခုံးမမှာမင်္ဂလာပါလေးတန်းစီပြီးတော့ရေးသွားပေးမယ်နော်အဲ့တော့ပေါ့ချင်တယ်ဆိုတဲ့မျိုးတွေတစ်ခါတည်းဝင်လာခဲ့နော်မင်္ဂလာပါ6လနဲ့6လနိုင်သေးလားဆို6ကလာနိုင်တဲ့အားနေ နားတော့လာနိုင်တယ်အားနေတယ်6နဲ့9နဲ့ရှင်မဆို6ကလာဖို့ရခိုင်တော့ပုံများတယ်နော်နော်6ပတ်တိသမားတွေ6ပတ်တိသမားတွေခံနေရပြီကျွန်တော်ပြောတယ်တစ်ပိုင်ပတ်တိဘူးမကြော်ပတ်တိတစ်ပိုင်ပတ်တိမိန်ကွက်ပါထုတ်ဝေးမယ်ဆိုပြီးတော့ကျွန်တော်ရှိမှကနန်းလာယူတယ်ပြီးအကုန်ရတယ်ကျွန်တော်ရှိမှကနန်းလာယူတယ်ပြီးအဲ့87နေရအကုန်ရတယ်ပန်းစီစိုက်ပါအာနော် ဒီဘက်အခုမကြောပတိကတစ်ပိုင်ပတိတစ်ပိုင်ပတိကိုမှမိခွက်ထုတ်ပေးတယ်တင်းနစ်တလေးတစ်ချောက်တစ်ခွန်တစ်ရှိဆိုတဲ့ကနန်းငါးခွက်အဲ့ငါးခွက်ကလုံးဝရှယ်မိတ်နှိမ့်လိုက်ပါတယ်ဆစ်ဆက်တဲပေါက်တယ်အင်းတင်းနစ်နာနေကကျွန်တော်တင်းနစ်နာနေကကျွန်တော်အဲ့ဝိုင်းပတိကိုခေါ်မပေးဘူးဘာကြောင့်လဲဆိုတော့တီတီမီမီပါမနဲ့ရပါစေဆိုပြီးတော့တနေ့ရနေမှာတက်ကိုမချိုက်တော့အဲ့ဘိုင်းပါတီခေါ်မပေးမနဲ့ကျွန်တော်လည်းအင်္ဂါနေ့ကနေစလိုက်တယ်အင်္ဂါဘော်တဘူးနှစ်ရက်ပဲလိုက်တယ်အင်္ဂါနေ့ညက်နေမှာရတယ် ်နော်အဲ့လိုရှိတယ်နော်ကဲလက်မလေးတန်းစီနေမယ် channel ကို subscribe နေရသေး channel ကို subscribe နေပြီမယ်ဟုတ်ပြီအဲ့တော့နေစေရင်နေစနေတမီနေအတွက်ထူးရှက်ဝိုင်းကြီးကဘာဝိုင်းကြီးဖြစ်မလဲဆိုတော့6ခွန်ချင်းဟုတ်6ခွန်ချင်းအဲ6ခွန်ချင်းမှာ6ခွန်ချင်းဒီခွန်6ခွန်ချင်းဘယ်ရရတာလဲเนาะပြပြင်ပဲအဲ6ခွန်ချင်းကတသက်စာမူဆိုင် နော်ခွန်6ချိန်ဟုတ်တယ်ခွန်နဲ့ထားပါဦးခွန်ကဘာဖြစ်တာလဲပြရတယ်ဘာပြူနှာချီရနှာချီရနှာချီရနော်ကြဲတော့တက်ပြပြီမယ်နော်ဒီ6ခွန်ချိန်ဘယ်ရရတာလဲဆိုတာတက်ပြပြီမယ်ဟိုက်ကောင်တွေကတော်တော်ကောင်းတယ်နော်ဒီကဒီတလိုက်မှဆက်ပြမယ်ဒီကလင်နာကြီးတပြင်းလုံးဆက်ပြကျွန်တော်တို့ထိုးချိန်မှမီဖြစ်သွားလိမ့်မယ်နော်ဒီတလိုက်မှဆက်ပြမယ်ကြည်လား ဲ့တော့ဒီဒလိုင်းမှာဒီကောင်ကမှတ်ထားမယ်ကျွန်တော်အကူမတွေအားလုံးခုလက်ရှိကြီးနေတဲ့เนาะကြီးနေတဲ့အကူမတွေအားလုံးပဲ30တကွာကောင်းရတယ်သိရသိရเนาะဗုဒ္ဓဘူးနေ့မှာထွက်တဲ့ကဏ္ဍကိုအားလုံးပဲသိချလေးမှတ်ထားမယ်เนาะဗုဒ္ဓဘူးနေ့မှာထွက်သမျှကဏ္ဍကိုသူ့ရဲ့မူသေးပေါင်းခြင်းကျွန်တော်တို့ကကိုကိုနဲ့ပေါင်းပေးရတယ် ဆက်ဆက်လေးဆက်ဆက်လေးကိုသူကကိုကိုနဲ့ပေါင်းရတယ်။မူသေးပေါင်းရင်ကိုကိုနဲ့ပေါင်းရတယ်။ကိုကိုနဲ့ပေါင်းမယ်။ကိုကိုနဲ့ပေါင်းတော့ကျွန်တော်တို့ဗားရရ၈ရက်၉ရက်ပေါင်းတော့ခွန်၊၇ရက်၉ရက်ပေါင်းတော့၃၊၃ဒီကောင်ကဗရိတ်ကနှစ်ဖြစ်တဲ့အတွက်၂၊၃နောက်ခွန်နဲ့၃ကီးကကြာသာလေးတောက်ကြ၂ရက်မှာညိပြရ။အဲကြာသာလေးတောက်ကြမှာကြာသာရင်းနေမှာအညီများတယ်။ကြာသာပရင်းနေမှာမညိဘူးဆိုတောက်ကြနေမနဲ့ရင်းမှာအညီများတယ်။ဟုတ်ပြီနော်။အဲ့တော့နှစ်တစ်လုံးကြီးရ။အဲ့တော့ဘယ်လိုကြီး အဲ့ဒီမှာတုံညာဘူးကိုကိုကိုနဲ့ပေါင်းလို့ကျွန်တော်ဘာရမလဲကိုကိုလို့ရမယ်တုံညာဘူးကဗရိတ်ကတုံညာဗရိတ်ဖြစ်တဲ့တည်းကြောင့်တုံညာကိုတုံညာနှလုံးကဗောဓဘူးကြာသာဗရိတ်တောက်ကြနေရတော့တယ်မှာညီရမယ်ကြာသာဗရိတ်နေကုန်မှာမညင်တောက်ကြနေမနဲ့ဈေးမှာညီရတယ်ကိုတလုံးညီတယ်เนาะအညီများတယ်ပေါ့เนาะဒါတပွဲကိုဆက်သွားကြည့်ခွန်လေးခွန်လေးကိုကျွန်တော်တို့ကိုကိုနဲ့ပေါင်းလို့ကျွန်တော်ဒါတသက်ဆာမှုတွေเนาะအမျိုးတွေမှတ်ထားမယ်เนาะမျိုးတွေမှတ်ထားမယ်ဒါတသက်ဆာမှုတွေเนาะ အဲ့တော့ခွန်လေးခွန်လေးကိုကျွန်တော်တို့ကိုကိုနဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲ63ရမယ်63ဒီကတစ်ပရိတ်ဆိုတော့63တင်အဲ့ဒါက63တင်ဆိုတဲ့ကဏ္ဍသုံးလုံးကနော်မနက်နော်ကြာသာပရိနေမှာကြာလေးတောက်ကြ200ဒေါ်တွေမှာညှိပြရတယ်ဆိုတော့6တလုံးညှိတယ်နောက်တစ်ပွဲကိုသွားကြည့်မယ်ဟောဒီမှာ69ကို69ကိုကိုကိုနဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲ9 8နော်9 8ဒီကောင်က ပရိက္ခာတဲ့၅ပရိဆိုတော့၅၈၅၅၈၅ကိုကျွန်တော်တို့က၅၈နှလုံးပဲယူရတော့၅၈ဝန်းကျင်ကကြာသာပရိတောက်ကြကြာသာပရိနေဖောင်းလို့တောက်ကြနေမှာဝန်းကျင်နေလည်းပြန်ဆင်းပြရတယ်၈၃ဆိုပြီးထွက်ထားတယ်နောက်တစ်ပွဲကိုသွားကြည့်ခွန်လေးခွန်လေးကိုကျွန်တော်တို့ကိုကိုနဲ့ပေါင်းတော့ဘာရမလဲဆိုတော့ခွန်ကိုဆိုတော့6 4ကိုဆိုတော့3 6 3တရားပရိက္ခာ1ဖြစ်တယ်ဆိုရအောင်6 3 1 ကြာသာလေးတောက်ကြနှစ်ရက်တွင်းမှာကျွန်တော်ကြာသာလေးနေ့မှာမစင်းခင်တောက်ကြနေ့မနက်စည်းမှာအစင်းများ27ဆိုပြီးတော့စင်းတယ်ဟုတ်ပြီနော်နောက်တစ်ပွဲကိုဆက်သွားကြည့်မယ်ဒီပွဲကတော့ဖောက်သွားတယ်ဘာကြောင့်လဲဆိုတော့တပူတပူကိုကိုကိုနဲ့ပေါင်းတော့3ည3ညဒီအောင်ဘရိတ်ကနှစ်ဆိုတော့3ည2ကကြာသာလေးတောက်ကြနှစ်ရက်သလုံးမစင်းရတာဒါဖောက်တယ်ဒါတသက်ဆောင်မှုကတော့ဖောက်ပင်ရတော့ရှိမှာပဲနော်ဒီပွဲကကျွန်တော်စစ်ပြတာ10ပွဲ17ပွဲ10ပွဲစစ်ပြမယ်နော်10ပွဲစစ်ပြတာ ဲ့တော့ဒီဘက်မှာဒီဘက်မှာဆိုရင်ကျွန်တော်တို့ဗာတွေ့ရမလဲဆိုတစ်ခွန်တစ်ခွန်သူ့ရဲ့မူသေးပေါင်းခြင်းကကိုကိုနဲ့ပေါင်းလိုက်ကိုကိုနဲ့ပေါင်းတော့3 6ဒီအဘရိကရှစ်တော့3968ကကြာတာပရိတောက်ကြနေရတော့နှထွက်ရမယ်အဲ့ဒီမှာကြာတာပရိလေးမှာမထွက်ဘူးဆိုရင်တောက်ကြနေမနဲ့သေးမှာအထွက်များတယ်3968ထွက်တာပဲဟုတ်ပြီနော်နောက်တစ်ဝဲကိုကြည့်၄တိ၄တိကိုကိုကိုနဲ့ပေါင်းလို့ကျွန်တော်တို့ဗာရမယ်3 3ည 5သုံးတုံညာ5ဆိုတဲ့ကဏ္ဍသုံးလုံးကစာသာပတိတောက်ကြ200ဒေါ်လာမှာထွက်ရမယ်စာသာပတိနေမှာမထွက်ဘူးဆိုရင်တောက်ကြနေမှာစည်းမှာထွက်များတယ်သုံးတလုံးထွက်တယ်နော်နှင်းကနှင်းကကိုကိုကိုနဲ့ပေါင်းလို့ကျွန်တော်ဘာရမလဲနှင်းရဲ့ကိုယ်ပေါင်းတော့1 9ရဲ့ကိုယ်ပေါင်းတော့၄14ခွန်14ခွန်ကကျွန်တော်ကစာသာပတိတောက်ကြ200ဒေါ်လာမှာထွက်များမယ်ဆိုတော့30ခွန်ဆိုပြီးတော့ပထားတယ်ရှစ်ချောက်ရှစ်ချောက်ကိုကိုကိုနဲ့ပေါင်းလို့ကျွန်တော်တို့ဘာရမလဲဆိုတော့ရှစ်ကိုဆိုတော့ခေါ်ကိုချောက်ဆိုတော့ငါး နော်ဒီကောင်က၄ဆိုတော့၄၅ခွန်သုံးလုံးပါကြာသာပတိတောက်ကြံနေရတော့နဲ့ထွက်မရမယ်ကြာသာပတိနေမှာမထွက်ဘူးဆိုတော့တောက်ကြံနေမှာဒီမှာထွက်ရမှာဆို65ထွက်တာလေဟုတ်တယ်နော်ဟုတ်တယ်နော်မတော်မတားတယ်ဗျာကိုလိုက်ရင်ပြစ်မလာတာခက်တယ်ကျွန်တော်ပြရတဲ့မူတည်းတသက်ဆောင်မူတည်းစိုက်တဲ့နေရာလမ်းမျိုးတောက်ပြီးတော့လာကြည့်လိုက်နော်စိုက်တဲ့နေရာကိုဒီကလေးနာဒီပြင်းလုံးထဲမှာစိုက်တဲ့နေရာကိုလမ်းမျိုးထောက်ပြီးတော့လိုက်ကြည့်လိုက်နော် လုံးဝအကြံရတဲ့ဟာလေးကိုပဲကျွန်တော်ဒါရွေးထုတ်ပြီးတော့ပြပြီးတာဟုတ်ပြီနော်နော်လုံးဝအကြံရတဲ့ဟာလေးဥပမာဒီမှာပေါ့နော်နှင်ငါးနှင်ငါးကိုကူကူနဲ့ပေါင်းတော့ကျွန်တော်ပါရမယ်ကျွန်တော်1 4 1 4ခွန်1 4ခွန်ကြာလေးတောက်ကြညံ့50ခွန်တက်တယ်နော်ဥပမာဒီမှာနောက်တစ်ပွဲ9ဘူး9ဘူးကိုကူကူနဲ့ပေါင်းတော့ပါရမယ်လေး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 တုံညာလေးတုံညာနှလုံးညာလေးတုံညာကြာတော့တောက်ကြထွက်ရမယ်84ထွက်တာလေဟုတ်တယ်နော် အဲ့တော့ကျွန်တော်တို့ဒီဘွဲမှာပြီးခဲ့တဲ့တောက်ဗုဒ္ဓဘူးနေ့ညနေမှာ၈ဘူးရယ်လို့ထွက်တာလေအဲ့၈ဘူးကိုကျွန်တော်တို့ကကိုကိုနဲ့ပေါင်းမယ်ဗျာ၈ဘူးကိုကိုကိုနဲ့ပေါင်းတော့ကျွန်တော်ဘာရမလဲခွန်ခွန်လို့ရမယ်၈ဘူးကိုကိုကိုနဲ့ပေါင်းတော့ခွန်ခွန်လို့ရမယ်ဒီကောင်ဗရိတ်က6ဆိုတော့ခွန်ခွန်6ခွန်6နှလုံးပေါ့ဒီခွန်6နှလုံးကကြာသာပရိနေမှာထွက်သွားလာမထွက်ဘူးမထွက်တော့ တောက်ကြနေမနဲ့သေးမှာခွန်ချောင်းနှလုံးဟာလုံးဝကျင်းနေတလောက်ရှိတယ်เนาะခွန်ချောင်းနှလုံးဟာလုံးဝကျင်းနေတလောက်ရှိတယ်အဲ့တော့ကျွန်တော်ဒီမှာခွန်ချောင်းနှလုံးရမယ်အဲ့ခွန်ချောင်းလုံးမှာ main ပါ main ကခွန်နဲ့ခွန်ကတော့ main အဲ့ခွန်နဲ့ကိုကျွန်တော်ခဏငါးခွက်ထုတ်ပြင်မယ်ခွန်တက်နောက်ပြီးတော့ခွန်တက်ရခွန်သုံးရ ခွန်6ရယ်ခွန်8ရယ်ခွန်9ရယ်အာမင်ဒီကနေ့လေးဝက်ရယ်ဒူမေးဒူမေးမှာကြတော့ကျွန်တော်တို့က60เนาะ60 64 62 ်အာဒီကနေ7ဘွယ်အဂရန်7ဘွယ်က7နာရီတက်မိနစ်မှာထိုးရင်လုံးဝတင်းနေနော်အဂရန်7ဘွယ်အကြိုက်ဆုံးပဲ9ခွန်းနဲ့6ခါတဲ့အဲငါးလုံးကြိုက်တယ်ဆိုရင်ထိုးပါငါးလုံးကြိုက်ထိုးလို့ရတယ်နော်အဲ့တော့တုံညာချစ်ကြတော့ဒဲတကောက်ကောင်းဆိုင်ကိုကျွန်တော်ကူမတွေကိုပြပေးမယ်မလေးကမမြင်လိုက်မတွေ့လိုက်ရတဲ့ကူမတွေတက်ကြည့်လို့ရမယ်တုံညာထိပ်စီ၈နောက်ပိတ်နဲ့တုံညာရှိဒဲတကောက်ကောင်းအားကြမလို့တဲ့ဆိုင် ။နော်အဲ့တော့အားလုံးပဲတေချာလေးကြည်သွားမယ်။မနေ့ကမတိလိုက်ဘူးဆိုတော့ကိုမတွေတေချာလေးကြည်သွားမယ်။ကဲအဲ့တော့လမနှိပ်ထားတဲ့လူကအဆုံးအတွက်တောင်မရှိဘူးเนาะအဲ့တော့လမလေးနှိပ်ပေးပါဘာလေးပန်းကြီးလိုလဲကြည်နေနေတဲ့ဖုံးမှန်စကရင်ကိုလန်ညိုးလေးနဲ့ဒီလိုလေးတောက်ပေးရတာဘာမှပန်းကြီးတဲ့လုံတမ်းမဟုတ်ဘူးကြည်နေနေတဲ့နော်ဖုံးမှန်စကရင်ကိုလန်ညိုးလေးနဲ့ဒီလိုလေးတောက်ဘာမှပန်းကြီးတဲ့လုံတမ်းမဟုတ်ဘူးเนาะအဲ့တော့တုံကြားထိပ်သီးရှင်းနောက်ပိနေမနေ့က3.8ဒဲတကွာတဲ့အောင်အောင်ခဲ့တဲ့ site ကိုကျွန်တော်မိတ်ဆွေကိုမတွေကိုထပ်ပြပေးမယ် နော်အဲ့တော့လမလေးတန်းစီနေမယ် channel ကို subscribe မရသေးရင် channel လေးကို subscribe နေမယ်ကုန်းမမမင်္ဂလာပါလေးတွေရေးသွားပေးမယ်နော်ကဲအဲ့တော့တန်းကြီးလန်းကြီးလေးလမလေးနေပြီးတော့ဘာမှမန်းကြီးလားမဟုတ်အဲ့လားကိုတွန့်တုံနေတယ်နော်ဒီမှာမနေ့ကတုံညာထိပ်စီရှင်းအောင်ပေးနေတုံညာတုံညာရှိတဲ့တကွက်ကောင်ကြားတဲ့ဆိုင်ကိုပြပေးမှာနော်ဆက်မပေးဘူးလို့မပြောနိုင်ဘူးထိုးရမှာတကွက်ကောင်ထိုးရမှာတကွက်ပဲထိုးရမှာနော် အဲ့တော့ဆက်ပေးတယ်ဆိုရင်ထိုးလို့ထိုးတဲ့ကြော်တယ်ဆက်ပေးမှဆိုရင်လည်းဒါကျွန်တော်တို့တဲတကွာကောင်းနေပိုင်ပိုင်နေနေတိတိမိမိပေါက်ရမှာပေါ့နော်နော်ပြီးတော့ကျွန်တော်ကိုယ်ကခြောက်ကိုငင်းခုံပိုင်းကိုကျွန်တော်ဘာကြောင့်ပေးရတာလဲဆိုတာကိုလည်းဆက်ပြီးတော့ဒီတန်းမှာဆက်ပြပေးသွားမယ်နော်အဲ့ဒါမတန်ဘူးလားနော်မတန်ဘူးလားကျွန်တော်မိတ်ဆွေလေးနော်ကြည်နေနေဖုံးမှန် subscribe ကိုဒီလိုတောက်ရတာနဲ့အဲ့လိုပြပေးတာနဲ့မတန်လို့လားနော် ကဲအဲ့တော့ကြည့်မယ်ကြည့်မယ်နော်အားလုံးပဲကြည့်မယ်နော်ကဲအဲ့တော့မနေ့ကနေမနေ့ကတော့သုံးရထိပ်စီရှင်းတော့ပိုင်းနဲ့သုံးရရှိကြသွားတဲ့ site ကဘလို့လာလဲဆိုတော့ဟောဒီဒီကနေ့သုံးလုံးပေါင်းချင်း6သုံးညာသုံးညာဒီသုံးလုံးပေါင်းချင်းက6ရဲ့သုံးညာရဲ့သုံးညာဒီသုံးလုံးပေါင်းချင်းက6เนาะဒီသုံးလုံးပေါင်းချင်း6ကိုဒီသုံးလုံးပေါင်းချင်း6လို့ကြပြီးတော့ ဒီသုံးလုံးပေါင်းချင်း6ကိုဒီသုံးလုံးပေါင်းချင်း6လို့ကြတော့၃ညထိပ်စီဟုတ်ပြီနော်အဲ့တော့၃ညထိပ်စီကိုခွန်6နဲ့ဒီသုံးလုံးပေါင်းချင်းကခွန်ရ9ရ2ရဒီသုံးလုံးပေါင်းချင်းကကျွန်တော်မိတ်ဆွေ8 8ရပါဝါ3အဲ့3ကနောက်ပိတ်၃ညထိပ်စီ3နောက်ပိတ်နဲ့၃ည3တကွက်ကော၃ည5ခုဒီသုံးလုံးပေါင်းချင်းက4အဲ့4ကိုတဲ့8 3 3ဒီသုံးလုံးပေါင်းချင်းက4ဖြစ်တော့၃ထိပ်စီ၃ထိပ်စီကို၃8 1ဒီသုံးလုံးပေါင်းချင်းက2 2ရပါဝါခော့အိုက်ခွန်ကနောက်ပိတ် ုံးရိပ်ကြီးခွန်နောက်ဘိတ်နဲ့30ကွန်တကွက်ကောဟုတ်ပြီနော်နောက်တစ်ပွဲမှာဆက်သွားကြည့်မယ်398ခွန်8ဒီသုံးလုံးပေါင်းခြင်းက9ဒီသုံးလုံးပေါင်းခြင်းကို8ခွန်3ဒီသုံးလုံးပေါင်းခြင်းက9ဖြစ်တော့39ထိပ်စီ39ထိပ်စီကိုခွန်88ဒီသုံးလုံးပေါင်းခြင်းကခွန်ရ88ဒီသုံးလုံးပေါင်းခြင်းက3 3ရဲ့ပါဝါက8အဲ့8ကနောက်ဘိတ်ဆိုတော့39ထိပ်စီ8နောက်ဘိတ်နဲ့39ရှစ်တကွက်ကော နော်။တုံညာရှိတက်ကွက်ကောင်းအဲ့လိုမဟုတ်ဘူးအဲ့ဒါကြောင့်မနေ့ကတော့တုံညာထိပ်စီရှင်းနောက်ဝင်တုံညာရှိတက်ကွက်ကောင်းရတယ်။ကဲအဲ့တော့နောက်တစ်ပွဲအခုလာမှာပွဲ338ဒီ3လုံးပေါင်းချင်းက3ရ3ရ8ရဒီ3လုံးပေါင်းချင်းက4 338ဒီ3လုံးပေါင်းချင်း4ကိုဒီ3လုံးပေါင်းချင်း4လို့ပြရမှာဆိုဘာတွေသိတဲ့ပြရမလဲအားလုံးပဲသိတဲ့မိတ်ဆွေတွေမှတ်သားပေးမယ်နော်သိတဲ့မိတ်ဆွေတွေမှတ်သားပေးမယ်ဒီ3လုံးပေါင်းချင်း6ကိုဒီ3လုံးပေါင်းချင်း6လို့ပြရမှာဆိုတုံညာထိပ်သီး ဒီသုံးလုံးပေါင်းခြင်း၄ကိုဒီသုံးလုံးပေါင်းခြင်း၄လို့ပြမယ်ဆိုသုံးထိပ်စီးเนาะဒီသုံးလုံးပေါင်းခြင်း၅ကိုဒီသုံးလုံးပေါင်းခြင်း၅လို့ပြမယ်သုံးရထိပ်စီးဒီသုံးလုံးပေါင်းခြင်း၄ကိုဒီသုံးလုံးပေါင်းခြင်း၄လို့ပြမယ်ဆိုသုံးထိပ်စီးတိတ်မှန်တာဗော30ဆိုတာတိတ်မှန်တာဗောเนาะသုံးထိပ်စီးသုံးထိပ်ကို8 3 4ဒီကနန်းသုံးလုံးပေါင်းခြင်းက8ရယ်3ရယ်4ရယ်ဒီသုံးလုံးပေါင်းခြင်းက9လို့ရတယ်9ရဲ့ပါဝါက3ည9 3ည30တကွာကောင် ဟုတ်လား30တကွက်ကအဲ့တော့ရှယ်မင်းကဒီကောင်ကပါဝါလက်ကြမယ်ဆို35တကွက်ရန်ပေါ့ဗျာနော်30တဲ့ပို့ထိုးနော်အားထိုးပါအားတော့ထိုးရမယ်အားတော့ထိုးရမယ်တော့ကျွန်တော်ရဲ့မူသေးရကျွန်တော်ဘယ်လောက်ဒီပဲတည်နေတော့ပဲဗရိတ်ချုပ်ပြီးဘယ်လောက်ပြီးလဲအပိုင်းနေပါစေကျွန်တော်ကအာပြီးထိုးတဲ့အချင်းကြီးတော့အာထိုးခိုင်းတာနော်အဲ့တော့ ုံးသားတော့ရံပေါ့ဗျာနော်သုံးသားတော့ဘရိတ်ဝင်ပြမှာဆိုနော်ခေါ်နေပါဝါပြန်ချိန်ပါဆိုကြဲအဲ့တော့30တော့အပင်က၄ပင်ဇက်ဖြစ်လာပြီဆိုပါဝါချိန်တက်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့သုံးသားကိုရံတိုင်းရကြဲအဲ့တော့ရပြီရပြီဆိုတော့နောက်တစ်ဆိုင်ကိုကြည့်ကြတာပေါ့ဟုတ်ပြီလားနောက်တစ်ဆိုင်ကို ခေါ်တဲ့စီးခဏကကျွန်တော်တို့ခဏကကျွန်တော်6.1ကြိမ်စနေတက်မင်းနဲ့အတွက်6.1ကြိမ်မှာဒီခွန်တဲ့ခွန်ပိုင်းကိုဘာကြောင့်ပေးရတာလဲခွန်မိန်ကွက်ဘာကြောင့်တင်ရဆိုတာထပ်ပြပြီးနော်အဲ့တော့ခွန်တဲ့စီးဆက်ရှိတယ်ဒီကောင်ကဘယ်လိုလာလဲဆိုတော့ခဏလေးနော် ဒီ6ရယ်ဒီ9ရယ်ဒီ10ရယ်ဒီကနန်း3လုံးပေါင်းခြင်းက4 6 9ဒီကနန်း3လုံးပေါင်းခြင်းက4ကို8 3 3ဒီကနန်း3လုံးပေါင်းခြင်းက4လို့ပြောတယ်ဟုတ်ပြီနော်ဒီကနန်း3လုံးပေါင်းခြင်း4ကိုဒီ3လုံးပေါင်းခြင်း4လို့ပြောတယ်ဒီ3လုံးပေါင်းခြင်းက9ဒီ3လုံးပေါင်းခြင်း9ကိုနော်ဒီ၃လုံးပေါင်းခြင်း၅ခုဒီ၃လုံးပေါင်းခြင်းက၅လို့ဖြုတ်တယ်။၃ညာထိပ်စီ။ ဒီသုံးလုံးပေါင်းခြင်း၄ကိုဒီသုံးလုံးပေါင်းခြင်း၄လို့ပြောလို့သုံးနေစီဒီသုံးလုံးပေါင်းခြင်း၅ကိုဒီသုံးလုံးပေါင်းခြင်း၅လို့ပြောလို့သုံးညာထိပ်စီဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီသုံးလုံးပေါင်းခြင်းသုံးညာခွန်၁ဒီကနေ့သုံးလုံးပေါင်းခြင်းက၈ဒီကနေ့သုံးလုံးပေါင်းခြင်း၈ကိုဒီကနေ့သုံးလုံးပေါင်းခြင်း၈လို့ပြောမှာဆိုကျွန်တော်တို့ဘာတစည်းထည့်ပေးရမလဲဘာတစည်းထည့်ပေးရမလဲအားလုံးပဲလက်မလေးတွေနှိပ်ပြီးပါကြည့်နေနေဖုံးမဆက်ခွဲကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်ပြီးအဲ့လမ်းမနဲ့ပြသပြသွားလိမ့်မယ်ဆက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 ်နဲ့နှစ်ချက်သုံးချက်လောက်စားတော့ အဲ့လိုလမ်းမနေပြီးတက်ခဲ့တာဘာမှမမ်းမကြည့်ဟုတ်ပြီနော်ပြန်ပြပေးမယ်တိတယ်မိတ်ဆွေတွေဗာတိကြီးတွေကမမ်းပေးပါ6ခွန်တိဒီသုံးလုံးပေါင်းခြင်းက၄အဲ့၄ကိုလေနော်6ခွန်တိဒီသုံးလုံးပေါင်းခြင်း၄ကို၈၃၃ဒီသုံးလုံးပေါင်းခြင်း၄လို့ဖြုတ်တယ်3ည3နဲ့ဒီသုံးလုံးပေါင်းခြင်း5ကိုခွန်၈ခွန်3ညဒီသုံးလုံးပေါင်းခြင်း5လို့ဖြုတ်တယ်၃ညာခွန်တဲ့ဒီ၃လုံးပေါင်းခြင်းက၈ကိုဒီ၃လုံးပေါင်းခြင်း၈လို့ဖြုတ်မယ်ဆိုရင်၈၃နှလုံးပေါင်းခြင်း၁ရှိရတဲ့အကြောင်း တက်ကိုရှင်းပြအောင်ဆိုခွန်ပေါင်းထည့်ရမယ်ခွန်ထည့်စည်းတစ်စိုက်ဟုတ်တယ်ကိုမြင့်မြတ်မှန်တော့အဲ့တော့ခွန်ထည့်စည်းတစ်စိုက်တွေ့အဲ့လိုမဟုတ်ဘူးအဲ့လိုမဟုတ်သေးအဲ့လိုမသွားသေးနောက်တစ်စိုက်မှာလေခွန်ထည့်စည်းတစ်စိုက်ရှိတယ်ဘလို့လဲဆိုဒီကောင်စီနီယာနဲ့သွားတော့3ည3 3ဒီ3လုံးပေါင်းချင်းက6 3ညာခွန်3ညာဒီ3လုံးပေါင်းချင်းကခွန်6ခွန်8 3လုံးဖြစ်မှာဆိုရင်8 3နှလုံးရှိရတယ်ဒီမှာခွန်တိတ်စီးထက်ခဲ့ပြီ အဲ့ကြောင့်ကျွန်တော်6ခုဝန်းကြီးမှာခုံပိုကြိုက်တယ်ဆိုတာဒါကြောင့်ပြောတာဒါကြောင့်ကြိုက်တယ်လို့ပြောတာနော်ခုံအနောက်ပဲဖြစ်ဖြစ်ထိပ်ပဲဖြစ်ဖြစ်ကြိုက်တယ်ဒါကြောင့်ကြိုက်တယ်ပြောတာနော်ခုံထိပ်ခုံနောက်တယ်ခုံနောက်ကြိုက်ခုံဘူးပေါ့ဒါပဲထူပေါ့နော်နော်ကဲအဲ့တော့ခွန်1ခွန်3ခွန်6ခွန်8ခွန်9ဒီကနေ့9ခွက်ရှိမယ်6နဲ့ဆိုရင်ဒီကနေ့9ခွက်ရှိမယ် ခွန်နဲ့ငါးခွန်နဲ့30နဲ့ကိုအဓိကမိန်ထုတ်မယ်ချောင်းနဲ့ငါးခွန်နဲ့3ငါးကိုသူမိန်ထုတ်မယ်ဟုတ်ပြီနော်အားလုံးပဲရမယ်ညောင်းနေတယ်ကျွန်တော်ကူမတွေအားလုံးပဲဘိုင်းပါနောက်ရက်ကြပါပြန်တွေ့မယ်နော်ကြည့်အဲ့တော့ channel ကို subscribe မရသေးတာကူမတွေဆိုရင်အမြဲမြင်မြဲတွေ့နိုင်အောင် channel လေး subscribe နေပြပါကိုမမမင်္ဂလာပါလေးတန်းစီပြီးရေးသွားပြီမယ်ကြည့်ဟုတ်ပြီအဲ့တော့အားလုံးပဲဘိုင်းပါနောက်ရက်ကြပါပြန်တွေ့မယ်နော်